မြန်မာနိုင်ငံမှာသူများရဲ့ချစ်သူကြီးစားကို တွဲထားကြတဲ့အမျိုးသမီးအမှုပညာရှင်များမင်္ဂလာပါရှင် ရွှေမန်းတလီ channel မှာ ပြန်လည်ကြိုဆိုလိုက်ပါတယ်အလားပါဆုံးမင်းသမီးတွေအကယ်ဒမီအများဆုံးရရှိထားတဲ့မင်းသမီးတွေဆိုပြီးတချို့တွေကစမ်းချိန်တင်ကြပေမဲ့အခုပြောပြပေးသွားမယ့်မင်းသမီးလေးယောက်ကတော့မြန်မာနိုင်ငံရဲ့စနိုက်ကျော်ဆုံးမင်းသမီးတွေဖြစ်ထိတ်ဆုံးကနေနာမည်ယူထားကြတဲ့မင်းသမီးတွေပဲဖြစ်ပါတယ် ပရင်သက်ကြီးတို့လုံးဝမထင်မှတ်ထားတဲ့မင်းသမီးတွေလည်းပါဝင်တာဖြစ်လို့ဘသူရီများလေးဆိုတာဆက်ပြီးတော့ကြီးလိုက်ကြရအောင်။နံပါတ်၁ရွှေမုံရည်ရွှေမုံရည်ကတော့အချိန်မင်းသမီးတယောက်ဖြစ်နမေကြော်ချားခဲ့ပေမဲ့လေတကယ်တမ်းချင်းနဲ့ထိတွေ့သွားမိတဲ့အခါမှာတော့သူများရဲ့ရည်စားကိုသွားပြီးတော့စနိုက်ကြော်ခဲ့ပါတယ်။ရွှေမုံရည်တယောက်သူ့လောက်မှမအောင်မြင်တဲ့ရွှေထူးကိုရဖို့အတွက်နှစ်ပေါင်းများစွာတွဲခဲ့တဲ့ချစ်သူတွေကိုခွဲပြီးစနိုက်ကြော်ခဲ့တဲ့အကြောင်းကိုလေပရိသတ်ကြီးတို့အားလုံးသိရှိပြီးသားဖြစ်မှာပါ။ နှစ်ရှင်လာများရွှေလက်တွင်းလာခဲ့တဲ့ရွှေထူးနဲ့ပန်ခိတ်ဒါနာတို့အတွဲလေးကိုပြက်စင်းအောင်လုပ်ပြီးရွှေထူးကိုမရရအောင်လက်ထပ်ခဲ့တာပဲဖြစ်ပါတယ်။သူမရဲ့ထူးချွန်ထက်မြတ်မှုတွေလှပမှုတွေနဲ့မြန်မာနိုင်ငံရဲ့နမယအကြီးဆုံးမင်းသမီးတလန်းဆိုတဲ့အရာတွေကြောင့်ရွှေထူးကလည်းကောင်းမလေးကိုဆွန့်လွတ်ပြီးတော့သူမနောက်ကိုကောက်ကောက်ပါအောင် လိုက်လာခဲ့တာမှာ။ ရုံရည်အနေထားနဲ့လုံးဝကိုမထင်မှတ်ထားရလောက်အောင်အခုလိုမျိုးစနိုက်ကြော်ခဲ့တဲ့ရွှေမုံရည်ရဲ့အဖြစ်ကိုလည်းပြိသက်တွေအယံအောင်းနေခဲ့ကြရတာပါ။နံပါတ်၄ Melody လက်ရှိမှာရုပ်ရှင်ဇာတ်ကားတွေပြန်လည်ရိုက်ကူးလာခဲ့ပြီဖြစ်တဲ့မင်းသမီး Melody ကလည်းစနိုက်ကြော်ရဲ့လုံရက်တွေကြောင့်ပဲအမှုပညာလောကကနေပျောက်ကွယ်သွားခဲ့ရတာပါ။ မယ်လိုဒီကသူမရဲ့အရင်နှီးဆုံးတငယ်ချင်းဖြစ်တဲ့အဆိုရော်ရီဘဂါဝင်းရဲ့ခင်မုန်းနဲ့ဟိုဟိုတီတီတဲ့င်းနေပြန့်နှံ့ခဲ့တာပဲဖြစ်ပါတယ်။အရန်ကိုခင်မင်းရင်းနှီးခဲ့တဲ့တငယ်ချင်းတွေဆိုပေမဲ့ဇပယ်ရဲ့တငယ်ချင်းတွေမူဆိုတဲ့အတိုင်းအခုလိုမျိုးစနိုက်ကြော်တွေလုံရကြီးတောင်းပြဿနာတွေအကြီးကျယ်တက်သွားခဲ့ရပါတယ်။ ဒါနဲ့မကအကုန်လုံးကအိမ်အောင်လေးကိုစီရှိနေကြပါရဲ့နဲ့အခုလိုမျိုးစနိုက်ကြော်ခဲ့တာကြောင့်ဒီတဲ့င်းကလည်းအရန်ကိုလူပြောများပြီးဟုံးလေးတကြောကြောဖြစ်နေခဲ့ရတာပါနံပါတ်3တန်တာဘူးပရိသတ်များစွာရင်အားကျမှုတွေကိုခံနေရတဲ့ချစ်သူဇုံလွဲလေးဖြစ်တဲ့ကောင်းဖြစ်နေတန်တာဘူးတို့ကလည်းစနိုက်ကြော်ရဲ့ဖြစ်ပျက်တွေနဲ့နာမည်ကြီးခဲ့ပါသေးတယ်ကောင်းဖြစ်ကအမှုပညာလောကတွေကိုစတင်ရှောင်လန်းခဲ့တဲ့အချိန်မှာနာမည်ကျော်မိတ်ကပ်ပညာရှင်ခင်ဆောင်းဝင်းရဲ့အစဉ်လေးဖြစ်ခဲ့ပူပါတယ် မိတ်ကပ်ခင်ဆောင်ဝင်းရဲ့ပံပိုးကူညီမှုတွေကြောင့်ကောင်းပြေကပိုးမိုးနမည်ကြီးလာပြီးထိတ်တန်းမင်းသားတလက်ဖြစ်ကိုရောက်ရှိနေကြတာဖြစ်ပါတယ်။ဒီလိုမျိုးအောင်မြင်လာချိန်မှာတော့ကောင်းပြေဟာအရန်ချော့မော့တဲ့ model တန်နာဘူကိုသဘောကျမိသွားပြီးမိတ်ကပ်ခင်ဆောင်ဝင်းကိုပြစ်ကအစ်မကိုပဲရွေးချယ်သွားခဲ့ပါတော့တယ်။ဒီကြောင်းကလည်းအမှန်တကယ်လားကောလာဟာလာလားဆိုတာတိကျမသိရပေမယ့်အမှုပညာလောကထဲမှာအတော်လေးလူပြောများသွားခဲ့တဲ့ကိစ္စတစ်ခုပါ။ နံပါတ်၄နန်းစုံရည်ရီဆိုနန်းစုံရည်ရီဆိုကအခုချိန်မှာတော့လွမ်းပိုင်နဲ့ကံရမ်းဆက်တဲ့အဆင့်ကနေတခြားသောအဆင့်တွေကိုတက်နေခဲ့ပြီးဖြစ်ပါတယ်။လွမ်းပိုင်နဲ့ထထထို့လမ်းခွဲပြီးတဲ့နောက်မှာနှစ်ယောက်သားကန်ဆက်လာကြတယ်လို့ထင်ရပေမယ့်တကယ်တမ်းမှာတော့အဲ့ဒီမတိုင်ခင်ကတည်းကလူမသိသူမသိ တိတ်တိတ်ကလေးပတ်သက်နေခဲ့ကြတာပါ။ဒီလိုအချက်တွေကြောင့်ပဲထထထကလည်းလွမ်းပိုင်ကိုတခါလေအပြီးဖြတ်ခဲ့တယ်လို့သိရပါသေးတယ်။ ဒါပေမဲ့နန်းစုရည်ဒီစိုးကတော့သူမမဟုတ်တဲ့အတိုင်းမျက်နှာပြောင်စွာနဲ့နေထိုင်နေပြီးဂျီဖတ်ကိုလည်းအဆက်အသွယ်ဖြတ်ကလွှမ်းပိုင်နဲ့ကန်လဲဆက်တယ်လို့ဂဟီလဲဆက်လို့နေခဲ့ကြပါလေအခုပြောခဲ့တာကတော့သူများချစ်သူရီးစားကိုလူယူတတ်တဲ့အမျိုးသမီးအမှုပညာရှင်၄ယောက်ចောင်းမဲဖြစ်ပါတယ်အခုပြောပြခဲ့တဲ့အမှုပညာရှင်တွေပေါ်မှာမိမိတို့ရဲ့အမြင်နေရှိရင်ကောမန့်မှာမှတ်ချက်ကလေးတွေရေးသွားပေးခဲ့ပါဦးနော်